ထိုင်းနိုင်ငံစက်မစကွန်ခရိုင်ကထုံပင်မြို့နယ်ထဲမှာထိုင်းအမျိုးသမီးတို့ကထိုင်းအမျိုးသား၄ဦးကိုခေါ်လာပြီးမြန်မာမိန်းကလေးတဦးကိုထုတ်ချိတ်ကိုင်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်မှာအဆိုပါမြို့နယ်အတွင်းမှာရှိတဲ့အလုံယုံတခုမှလုတ်ကင်နေကြတဲ့ထိုင်းအမျိုးသမီးနဲ့မြန်မာမိန်းကလေးတို့စကားများရန်ပစ်ခဲ့ကြပြီးထိုင်းအမျိုးသမီးကရန်ပစ်ရာနေရာကနေထွက်သွားခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်နေ့လယ်တနာရီကမှ အဆိုပါထိုင်းမျိုးသမီးက ထိုင်းအမျိုးသားလေးဦးကိုခေါ်ဆောင်ကရောက်ရှိလာပြီးတူမနဲ့ရန်ဖြစ်ခဲ့တဲ့သူကိုထိုးကျိတ်ခိုင်းရာလိုက်ပါလာသူလေးဝနဲ့တအူးကမြန်မာမင်းကလေးရဲ့မျက်နာနဲ့လေဝင်းကိုထိုးကျိတ်ခဲ့တယ်လို့သိရပါတယ်။ထိုင်းမျိုးသမီးရဲ့မတရားအနိုင်ကျင့်မှုကိုအကူအညီပေးဖို့လင်းနာသူမြန်မာမင်းကလေးကထိုင်းရောက်အလို့သမားအေးတွေကိုစောင်ရွက်ပေးနေတဲ့ MHAC မာမိတ်ဖွဲ့ကို အကူအညီတောင်းခဲ့တယ်လို့ဆိုပါတယ်။မာမိတ်ဖွဲ့အနေနဲ့ကထုံပင်ရဲစခန်းမှာအမှုဖွင့်ပေးထားကြောင်း နင်နာသူမြန်မာမိန်းကလေးကိုစေကူတာပေါ်စမစကွန်စေယုံကြီးကိုပို့ဆောင်ထားကြောင်းနဲ့အမှုပြီးဆုံးသည့်အထီးလိုက်ဖာဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း MHAC ရုံးတာဝန်ထံကိုအောင်သူစိုးကပြောပါတယ်ကထုံးမင်းရဲစခန်းကတော့အမှုကိုလက်ခံထားပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လက်ပြုလုပ်နေပြီလို့သိရပါတယ်